ရခိုင်မကွေးအစပ်ငဖဲမြို့နယ်အပိုင်းအံဗရန်လာယူမတောင်ဘုကစစ်ကောင်စီရဲ့ MPD ဆက်သွေးတာဝါတိုင်ကုန်းစခန်းကိုအရခတ်တပ်တို့ကသိမ်းပိုက်လိုက်ပြီးတဲ့နောက်အဲ့ဒီအနီးကနေရကဘီဟာကုန်းတိုက်ပွဲတွေဟာလည်းတစ်ဖက်ပြန်လည်ပြင်းထန်လာတယ်လို့သိရပါတယ်။ MPD တာဝါတိုင်ကုန်းကိုမနေ့ကဇွန်လ၄ရက်နေ့မှာအရခတ်တပ်တို့နဲ့ပူးပေါင်းတပ်တွေကအပိတဲသိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။ အဲ့ဒီနောက် ပြီးခဲ့တဲ့လကုံပိုင်းကနေရပ်တန်းနေတဲ့နယ်ရီကန်ဘျူဟာကုန်းတိုက်ပွဲတွေဟာလည်းအခုတဖန်ပြန်လည်ပြင်းထန်လာနေတာဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာနယ်ရီကန်တိုက်ပွဲကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုအပြင်ပုံဘိုးခမောက်တောင်စခန်းကနေလက်နေကြီးပြစ်ကူတွေလည်းပြစ်ခတ်ပစ်နေတယ်လို့သိရပါတယ်။မနေ့ကမနေ့ပိုင်းကငဖဲမြို့နယ်ပဒန်းမြို့အခြေဆိုင်အမှတ်905အမြောက်စခန်းကွက်ကဲမှုဌာနချုပ်ကနေစစ်ကားရှေ့စည်းတဲ့မနေ့ဟာ နယ်ရေကန်ဘူဟာကုန်းကိုအင်အားပြည့်နေရှိတဲ့သွားတယ်လို့သိရပါတယ်။အဲ့ဒီအပြင် မနေ့ကညနေပိုင်းမှာလည်းနယ်ရေကန်ဘူဟာကိုမဆခ905ကနေစေကာလေးစီဟာလူအင်အားအပြည့်နဲ့ပစည်းကျရကတဆင့်အင်အားထပ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။နိုင်ရေကန်ဘူဟာကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါလက်ရှိမှာအပြည့်အကာလတလထတ်တိုးကြောင်းစစ်ကောင်စီနဲ့ညီနောင်မဟာမိတ်တုံးဖွဲ့ကထုတ်ပြန်ထားပေမဲ့ စစ်ကောင်စီဘက်ကရုံးမဘူကနေရာတွေကိုစစ်ကြောင်းထိုးထိုးစစ်ဆင်ရကနေတိုက်ပွဲတဖန်ပြန်လည်ပြင်းထန်လာနေတာဖြစ်တယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်ရှင်။